စိတ်နဲ့အတွေ့ဆိုတာဆောင်ရမှုချင်းမကြည့်ဘူးစိတ်ကတခြားအတွေ့ကတခြားဆိုတဲ့အတိတ်နဲ့လားစိတ်ကအတွေ့လို့စိတ်အတွေ့လို့ပြောလိုက်တာနဲ့ကြည်တိုင်းနဲ့တော့လူတွေကချင်းနေကြတာစိတ်နဲ့တွေ့တာနဲ့ကြည့်ပဲလို့ဒီလိုအောင်းမိနေရတယ်သောစိတ်အတွေ့အကြုံ အပြီးမှာသဘောကိုသိချာကြည့်မယ်ဆိုလို့ရှိရင်အာယုံကိုကြည့်တဲ့စိတ်ကလေးကတစ်မျိုးဆုစိတ်မှာမိကြဲပြီးတော့ဖြစ်ပေါ်လာတဲ့စေတနာဆိုတဲ့သဘောဝတရားတွေကတစ်မျိုးကိုစိတ်စေတနာတစ်မျိုးခွဲခြားပြီးတော့ပြောတဲ့အခါမှာစိတ်ရဲ့အတွေးဆိုတဲ့ကဏ္ဍထဲမှာအတွေးဆိုတာစေတနာခုရဲ့နာမည်ပဲလို့ပြောအောင်ရပါတယ်နော်အဲ့တော့စိတ်ရဲ့အတွေးလို့ဆိုတာဟာ စိတ်ကဆောင်ရက်တာတော့မဟုတ်ဘူးစိတ်ရဲ့အတွေးဆိုတာအားလုံးဘုရားဗလာဝေဒီရောတေကတော့အတွေးဆိုတဲ့စကားလုံးကိုပါဠိဘာသာအားဖြင့်အနိစ္စသုံးပြောရင်ဝိတ္တရတာဝိတ္တရှင်ရားနေလို့ပြည့်ပြောဘူးတဲ့ဒီကြီးပြောတဲ့အကြောင်းကြတယ်နော်မှန်ပါပါဘုရားဝိတ္တရှင်အတွေးကိုပြောတယ်နောက်ငယ်ငယ်ရှိပါတော့ကြည့်လိုက်တဲ့ဆိုရင်လည်းသမ္မာသင်္ကပ္ပသင်္ကပ္ပဆိုတဲ့နာမည်နဲ့ဟောတာရှိတယ် မှန်တန်စွာတွေးကြောင်းရှင်မှန်တန်စွာတွေးကြောင်းရှင်ဆိုရင်အမှန်တရားပါဆိုပါ